်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကုလသမဂ္ဂဟာဒီရွေးကောက်ပွဲကိုလက်မခံတာဟာအလွန်ဆိုးရိမ်ပွဲဖြစ်ကြောင်းဦးသိန်းစိန်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ကုလသမဂ္ဂဟာမြန်မာနိုင်ငံအတွင်းကျင်းပပြုလုပ်ခဲ့သည့်အာဏာသိမ်းစစ်အုပ်စုအဖွဲ့ကစီမံအုပ်ချုပ်ခဲ့သောရွေးကောက်ပွဲကိုတရားဝင်လက်မခံကြောင်းကြေညာခဲ့ပါသည် ထိုကြောင့်ရနဲ့ပတ်သက်ပြီးနိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်ကကုလသမဂ္ဂကဒီရွေးကောက်ပွဲကိုလက်မခံတာဟာမြန်မာနိုင်ငံအနာဂတ်အတွက်အလွန်စိုးရိမ်ပွဲဖြစ်တယ်ဟုပြောကြားခဲ့ပါတယ်။ဦးသိန်းစိန်ကပြောကြားသည့်အချိန်မှာနိုင်ငံရေးအခြေအနေအတော်လေးပြင်းထန်နေခဲ့ပြီးစစ်အုပ်စုကမတရားအာဏာသိမ်းထားပြီးနောက်၃နှစ်ကျော်အကြာတွင်ပြုလုပ်သည့်ရွေးကောက်ပွဲဟုသိရပါတယ်။ကုလသမဂ္ဂနှင့်အနောက်နိုင်ငံအချို့ကရွေးကောက်ပွဲအဖြစ်ဖြန့်များသည့်တရားမဝင်ပြည်သူအမြင်ကိုမကောင်းမွန်သည့်ပုံစံဖြစ်နေသည်ဟုဆိုကာစစ်အုပ်စုထိန်းချုပ်သည့်အာဏာကိုလက်မခံကြောင်းထုတ်ပြန်ခဲ့ပါတယ်။ ဦးသိန်းစိန်ကထိုအကြောင်းနဲ့ပတ်သက်ပြီးပြောကြရမှာ MPP ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ကုလသမဂ္ဂကမြန်မာနိုင်ငံအတွက်မျှော်လင့်ချက်တစင်ဖြစ်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့ဒီလိုနီးလန်းနဲ့တိုက်ရိုက်ဆွဆွဲပြီးလက်မခံကြတာဟာနိုင်ငံရေးအပူအအေးကိုပုံမဖြစ်ပေါ်စေမယ်။ပြည်သူတွေအနာဂတ်အပေါ်စိုးရိမ်လာမယ်ဟုထပ်ဆင့်ပြောကြားခဲ့ပါတယ်။အကြောင်းရင်းတစ်ခုအနေနဲ့လဲစေအုပ်စုကလက်ရှိပြုလုပ်တဲ့ရွှေကောက်ပွဲတွင်တချို့ပါတီများအားတက်ရောက်ခွင့်မပြုခြင်း၊တရင်ထုတ်လွှင့်မှုများကိုထိန်းချုပ်ခြင်း၊နေမြေတချို့တွင်စစ်ပွဲဖြစ်နေမှုကြောင့်မဲမပေးနိုင်ခြင်းစတဲ့ပြဿနာများရှိနေကြောင်းလည်းသိရပါတယ်။ ထိုရာများကြောင့်ကုလသမဂ္ဂအနေနဲ့ဒီရွေးကောက်ပွဲဟာပြည်သူ့ဆန္ဒတစုံတရာကိုမဖော်ပြနိုင်ဘူးဟုဆိုခဲ့ခြင်းဖြစ်ပါတယ်။ဦးသိန်းစိန်ကဒီလိုအခြေအနေတွေမှာနိုင်ငံရေးဆွေးနွေးဖို့အချိန်ပေးဖို့လိုအပ်တယ်။စေအုပ်စုနိုင်ငံရေးပါတီတွေတက်မတော်ပြင်ပအဖွဲ့အစည်းတွေအားလုံးပူးပေါင်းပြီးတက်တန်းရှိရှိဖြစ်ရှင်းဖို့လှုပ်တင်နေ။မဟုတ်ရင်ပြည်ပဆိုင်ရာသဘောတူညီမှုတွေထပ်ခါထပ်ခါပြတ်သွားမှာဖြစ်တယ်လို့သတင်းတို့ဖြစ်ဆွက်ခဲ့ပါတယ်။အဆိုပါအကြောင်းအရာကမြန်မာနိုင်ငံအတွက်နိုင်ငံရေးအနာဂတ်အပေါ်အကျိုးသက်ရောက်မှုကြီးမားပြီး ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများ၏လက်မခံမှုသည်စီအိုစုအပေါ်ဖိအားတစ်ခုအဖြစ်သတ်မှတ်နိုင်ကြောင်းစီရေးနိုင်ငံရေးတုံသက်သူများကလည်းပြောကြားခဲ့ပါတယ်။ဦးသိန်းစိန်၏စကားအတိုင်းပြည်ပဆိုင်ရာအဖွဲ့အစည်းတွေကညှိနှိုင်းဆွေးနွေးဖို့အခွင့်အလမ်းပေးဖို့လိုတယ်။မဟုတ်ရင်မြန်မာနိုင်ငံဟာနောက်ထပ်အနောက်ရှက်များနဲ့ရင်ဆိုင်လာမယ်ဟုသတိပေးခဲ့ပြီးနိုင်ငံတကာအဖွဲ့အစည်းများကိုလည်းအပြစ်မတင်ပေဖြေရှင်းဖို့နှီးလန့်ရှာဖို့တောင်းဆိုခဲ့ပါတယ်။ တရင်အပေါ်စေအိုစုဘက်မှတုံ့ပြန်ချက်မရှိသေးတော့လေနိုင်ငံရေးတုံ့သက်သူများကဦးသိန်းစိတ်ဤမူဝါဒဟောင်းနဲ့ပြန်ချိတ်ဆက်တယ်လို့ဖြစ်လာပြီးနိုင်ငံရေးတည်ငြိမ်မှုအတွက်တရီပေးအနေဖြစ်လာမယ်ဟုဆိုကြပါတယ်ဆက်လက်ပြီးရန်ကုန်တိုင်းမှာကြန့်ခိုင်ရေးပါတီမဲဆွယ်ဆိုင်ပုံများဖျက်ဆီးခံရသဖြင့်လုံခြုံရေးယူပေးရန်အမိန့်ထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် ရန်ကုန်တိုင်းမှာကြက်ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်ဆိုင်ပုတ်တွေဖျက်ဆီးခံရပြီးနောက်ကြက်ခိုင်ရေးပါတီမဲဆွယ်ဆိုင်ပုတ်ရှိရာနေရာတွေမှာရဲတွေကိုအရက်ဝက်နဲ့လုံခြုံရေးချထားဖို့နေပြည်တော်ကနိုဝင်ဘာ12ရက်ဒီကနေ့ညမှာအမိန့်ထုတ်လိုက်တယ်လို့အုပ်ချုပ်ရေးနဲ့နှိစက်သူတွေကပြောပါတယ်။မနေ့ကကြောက်တန်းမြို့နယ်တရက်ကွက်၊၂ရက်ကွက်၊၃ရက်ကွက်နဲ့၄ရက်ကွက်မှာစိုက်ထူထားတဲ့ကြက်ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းရဲ့ဆိုင်ပုတ်တွေဖျက်ဆီးခံရပြီးနောက်အငိမ့်စားဖို့ချုပ်ကြီးအောင်လင်းထွေးစီစာရေးအကြောင်းကြားခဲ့တာကြောင့်နေပြည်တော်ကောင်စီကနေအမိန့်ထုတ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ညီဆက်တဲ့သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်မနေ့ကကြက်ခါရေးကိုယ်စားလှယ်လောင်း၄ရောက်ရဲ့ဘီနိုင်းဆိုင်ပုတ်တွေကတဲ့ဒီနေ့မနေ့ကျတော့တခုမှမရှိတော့ဘူးအကုန်ဆုတ်ဖြဲသွားတယ်ဆိုင်ပုတ်တင်တုံးကရဲကလုံခြုံရေးယူပေးပေမဲ့အချိန်ပြည့်စောင့်မကြည့်နိုင်ဘူးလေပါတီဝင်တွေကစောင့်ကြည့်ရမှာဆိုင်ပုတ်တွေဖျက်ဆီးခံခဲ့ရတဲ့ကိစ္စနဲ့တိုင်းရဲတပ်ဖွဲ့ကဒီညနေပဲစာပို့တယ်အယက်ဝက်နဲ့ကြက်ခါရေးဆိုင်ပုတ်တွေနောက်မှာလုံခြုံရေးယူပေးပါတယ်သတင်းကြားလာတော့ကိုယ်စားလှယ်တဲ့တယောက်ကဘ ෝජ ုတ်ကြီးအောင်လင်းတွေကိုလှမ်းတိုင်တာလို့ပြောနေကြတယ် ကြောက်တမ်းမျိုးနယ်မှာဝင်ပြိုင်မဲ့ကြံ့ခိုင်ရေးပါတီအမျိုးသားလွှတ်တော်ကိုစေလလောင်ဦးအောင်တီဟာပြည်သူ့လွှတ်တော်ကိုစေလလောင်ဦးနိုင်ဝင်းတိုင်းနေသားကြီးလွှတ်တော်ကိုစေလလောင်တွေဖြစ်တဲ့ဒေါ်အေးမင်းမုံ FPTP စနစ်နဲ့ဦးမျိုးမြင့် PR စနစ်တို့ရဲ့စိုင်းဖုတ်တွေဖြက်စည်းခံရတာလို့မျိုးကန်ဒီစီကတီးရပါတယ်လက်တလုံးမှာစိုင်းဖုတ်ဖြက်စည်းသူတွေကိုမမိပေမဲ့လွှတ်တော်ကိုစေလလောင်တွေကတန်လီမျိုးမှာရဲစခန်းမှာပ9မြန်ဆောင်2025ရွေးကဥပဒေပုံမှန်24ကကြီးအမှုဖွင့်ထားတယ်လို့နန်းစီရီယန်တယောက်ကပြောပါတယ် နိုဝင်ဘာ9ရက်ကလည်းမွန်ပြည်နယ်ချောင်းဆောင်မြို့နယ်ကွန်ရိုက်ချေးပါအုပ်ချုပ်ရေးမှူးရုံးရှိမှကြံခိုင်ရေးပါတီလွှတ်တော်ကိုစလေလောင်ဝင်းကြီးချုပ်ဦးအောင်ကြည်သိန်းရဲ့စိုင်းပုတ်ကိုဖျက်ဆီးခဲ့တယ်လို့အမျိုးသားတယောက်ကိုရွေးကဥပဒေပုံမှ26ကကြီး24ကကြီးနဲ့အမှုဖွင့်ခဲ့ပါတယ်။အလားတူပင်နိုဝင်ဘာ2ရက်ကလည်းကရင်ပြည်နယ်ဖအံမြို့အမှတ်နှစ်ရက်ကအုပ်ချုပ်ရေးမှူးရုံးရှိစိုက်ထူထားတဲ့ကြံခိုင်ရေးလွှတ်တော်ကိုစလေလောင်ဝင်းကြီးချုပ်ဦးစောမြင့်ဦးရဲ့မဲဆွယ်ပြီးနိုင်ဖျက်ဆီးခံရပြီး လူငယ်၂ယောက်ကိုစစ်ကောင်စီကဖမ်းဆီးပြီးပုံမှန်၂၄ကကြီးနဲ့အမှုဖွင့်ခဲ့ပါတယ်။အာဏာသိမ်းစစ်တပ်ကလုံးဝရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုရရွေးကောက်ပွဲဖြစ်လို့ပြည်သူတွေဝိုင်းဝန်းကန့်ကွက်ရှုံချကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမြမရွေးကောက်ပွဲမြန်မာနိုင်ငံသားများကသာအတိအမှတ်ပြုရမယ်လို့စစ်ကောင်စီပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကသာဖန်တီးပိုင်ခွင့်ရှိပြီး မြမအရေးကိုရွေးကောက်ပွဲမဲပေးတဲ့နိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရမယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဘိုးချုပ်စော်မင်းထွန်းကပြောပါတယ်။နိုဝင်ဘာ၁၀ရက်ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောကြားရမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲဟာမြမနိုင်ငံပြည်တွင်းရေးတက်တက်မြမနိုင်ငံသားများအရေးတက်တက်တာဖြစ်တာကြောင့်တိုင်းတစ်ပါးနိုင်ငံတွေရဲ့ဩစာအာဏာနဲ့ဤသည့်ဝင်ရောက်ဆော့ဖတ်မှုမှရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးကိုပြက်ပြားအောင်ပြုလုပ်လို့မရဘူးလို့သူကဆိုပါတယ်။ ဒါအပြင်မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ်ခွဲပြားခြားနာတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိပေမဲ့မိဖတ်နိုင်ငံတွေကထောက်ခံမှုများကိုအခိုင်အမာရရှိထားပြီးဖြစ်ကောင်းနိုင်ငံတကာအဖွဲ့အစည်းများအခြားနိုင်ငံများပြည်တွင်းပြည်ပနိုင်ငံတကာမီဒီယာတွေအနေနဲ့လည်းပွင့်လင်းမြင့်သားတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ထားပြီးဖြစ်တယ်လို့ဗိုလ်ချုပ်စော်မင်ထွန်းကပြောပါရယ်မိမတမမှုတွေမရှိစေဖို့ခင်မီနည်းပညာသုံး MEVM စက်တွေကိုအသုံးပြုထားတာကြောင့်ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့လှုပ်တော့ဟာ ဂုံတိတ်ခါရှိတဲ့လွှတ်တော်တရဖြစ်ကြောင်းကဘာကိုချပြနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီဟာရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲကကျင်းပသွားမှာဖြစ်ပြီးရွေးကောက်ပွဲအပိုင်း၁ကိုအခုလာမယ့်ဒီဇင်ဘာ28ရက်မှာမြို့နယ်၁၀၂မြို့နယ်မှာစတင်ကျင်းပမှာဖြစ်ပါတယ်အပိုင်း၁ကို2026ခုနှစ်ဇန်နဝါရီလ17ရက်မှာမြို့နယ်၁၀၀မြို့နယ်မှာပြုလုပ်မှာဖြစ်ပြီးအပိုင်း၃ကိုရွေးကောက်ပွဲအပိုင်း၁ကျင်းပပြီးနှစ်ပတ်ကြာမှာကျင်းပသွားမယ်လို့လည်းဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ် စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တက်သီးပုဂ္ဂလကိုယ်စားလှယ်လောင်95ဦးစုစုပေါင်း94လောင်9000ကျော်ဝင်ရောက်ရှင်းပြိုင်မှာဖြစ်တယ်လို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးစစ်ကော်မရှင်ကတပိတ်ချင်းကိုတင်ကားနှင့်တန်ချက်ကရင်းများတုံ့၍စစ်ရေးပြင်ဆင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမရယာမြို့နယ်အင်ဂျင်မြိုင်စေတော်ကြီးနှင့်စကြင်တောင်ပဝင်းကျင်းကိုစစ်ကော်မရှင်ကထိန်းချုပ်ပြီးနောက်တပိတ်ချင်းမြို့နယ်အတွင်းကိုဝင်ရောက်ရန်ပြင်ဆင်နေကြောင်းသိရပါဗျ။ ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကမရရာရှိတော်လန်ရေးတံများတက်ဆွဲရာစီရေးအရာအရေးပါတိနေမည်များကိုစစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်ပြီးနောက်တပိတ်ချင်းညွန့်နယ်အတွင်းသို့တင်ကားနှင့်တန်ချက်ကရင်းများပါအတုံးပြူပြီးဝင်ရောက်ရန်ကြိုးပမ်းလာကြောင်းတရေရင်းမြစ်ထံမှသိရပါတယ်။မရရာကိုသိမ်းပြီးနောက်မှာမန္တလေးမြောက်ချမ်းစီရေးအနေအထားတွေပြောင်းလဲလာတယ်။တပိတ်ချင်းနယ်အတွင်းကိုအင်အားအလုံးရဲ့ဝင်ရောက်နိုင်ရေးပြင်ဆင်လာနေပါပြီဟုစီရေးတရေရင်းမြစ်ကတရင်ဌာနကိုပြောပါတယ်။ မရိယာမြို့နယ်မြောက်ဖြားရှိတန်ငါမြောက်ရွာအထိထိန်းချုပ်လာတဲ့စစ်ကောမရှင်က60မမတာဝေးဖြစ်စိန်ချောင်းများကိုအလုံးအကျုံသုံးဆွဲ၍တပိတ်ကျင်းနယ်အတွင်းထိဝင်ရောက်ရန်ပြင်ဆင်လာခြင်းဖြစ်ပါတယ်။စစ်ကောမရှင်ရဲ့စီးရေးပြင်ဆင်နေမှုများအရတပိတ်ကျင်းနယ်အဆင့်ကူးကိုအ धिक စစ်မျက်နှာအဖြစ်ထိုးစစ်ဆင်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။စစ်ကောမရှင်ဤခလာရ85စစ်ကြောင်း2ကြောင်းလုံးစေတော်ကြီးထိရောက်ရှိလာပြီးလေးကြောင်းရန်ကောက်ွက်ရေးတပ်များနှင့်စစ်ကျင်းတောင်ထိထိန်းချုပ်သွားနိုင်ခြင်းဖြစ်ပါတယ်။ မရီယာမြို့နယ်စင်ကူးမြို့နယ်နှင့်တပိတ်ချင်းမြို့နယ်များတွင်စစ်ရေးပုံမှုပြင်းထန်လာသောကြောင့်ဒေသခံပြည်သူလူထုများအနေဖြင့်စစ်ရေးအသိရှိကြရန်ပြည်သူ့ကောက်ွယ်ရေးတပ်မတော် Mandalay MDY PDF ကဇန်နဝါရီနိုဝင်ဘာ၁၀ရက်နေ့တွင်ထုတ်ပြန်ထားပါသည်စစ်ကော်မရှင်ကလုံးမဲ့ရွေးကောက်ွယ်တွင်မရီယာစင်ကူးနှင့်တပိတ်ချင်းမြို့နယ်များပါရွေးကောက်ွယ်ပြုလုပ်ရန်ပါဝင်နေသည့်အတွက်စစ်ကော်မရှင်ကအဆိုပါနေမည်များကိုထိန်းချုပ်စိုးမိုးနိုင်ရန်အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လာကြောင်း MDY PDF ကထုတ်ပြန်ထားပါသည် ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်